မင်္ဂလာပါခင်ဗျာတကူပေါ့ YouTube channel ကနေကြိုဆိုပါရစေ။ယနေ့စနေနေ့ညမှာပွဲကောင်းတစ်ပွဲဖြစ်လာမယ့် Manchester United နဲ့ Brighton တို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသပ်ပြီးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဖို့သားဖြစ်ပါတယ်။လက်ရှိအခြေအနေအရ Manchester United ကယာတီအစမှာတအားရုန်းကန်ခဲ့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဒါပေမဲ့လက်ရှိမှာတော့နှစ်ပွဲဆက်အနိုင်ရရှိထားမှုနဲ့အတူစိတ်သက်ပိုင်းဆိုင်ရာမှာကအကောင်းဆုံးအနေအထားကိုရောက်ရှိနေတဲ့ကာလဖြစ်တယ်။အဲတစ်ချက်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုရင် Manchester United က အာလီဗာပူးနဲ့အဝေးကွင်းမှာတွားရောက်ရှင်းပြိုင်ကစားခဲ့ပြီး၁၀နှစ်တာမှာဝေးကွာနေတဲ့အန်ဖီမှာအနိုင်ရလက်ကိုယူဆောင်လာခဲ့တဲ့အတွက်ပို့ပြီးတော့လက်ရှိမှာတော့မန်ချက်စတာယူနိုက်တက်ကစိတ်တက်ကအကောင်းဆုံးအနေထားကိုရောက်ရှိနေတယ်ပေါ့နော်အာပြီးွားရင်ဒီနေ့ကံအမဲ့ပွဲက Brighton နဲ့လည်းဖြစ်တယ်ပြီးွားရင်အိမ်ကွင်းပွဲစဉ်လက်ခံကစားမှာဖြစ်တယ်အာလီဗာပူးလောက်ဘယ်လိုပြောရမလဲအဲအန်ဒီယံမရှိနိုင်တဲ့အသင်းဆိုပေမဲ့ Brighton ကလည်း အသင်းကြီးတွေကောင်းကောင်းဒုက္ခပေးတဲ့အသင်းသတင်းထဲမှာတော့ပါတယ်ဗောနော်ပြီးွားရင်ပြန်ကြည့်ရမယ်ဆိုရင် Manchester United နဲ့ Brighton တို့နောက်ဆုံးကစားခဲ့တဲ့တွေ့ဆုံခဲ့တဲ့ League ပွဲခုနှစ်ပွဲမှာ Brighton က6ပွဲထိအသာစီးအနိုင်ရရှိထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအခြေအနေကိုကြည့်ရမယ်ဆိုရင်ဒီအိမ်ကွင်းပွဲစဉ်ဖြစ်ပေမဲ့ Man U ကတော့ Manchester United ကတော့ Brighton ကို လွယ်လေးနဲ့အနိုင်ရရှိသွားမှာလို့တော့ကျွန်တော်မမြင်မိဘူးအာလက်ရှိမှာနှစ်ပွဲနိုင်ထားတဲ့အတွက်အာနီပြရူပင် အမိုရင်ကတော့ အသက်ရှူချောင်နေတဲ့အနေအထားပေါ့နော်အသက်ရှူချောင်နေတဲ့အနေအထားမှာနှစ်ပွဲလဲစက်တိုက်နိုင်ရရှိထားတယ်အဲဒီပွဲမှာသုံးပွဲဆက်နိုင်သွားမယ်ဆိုရင်ကတော့ Manchester United အတွက် Top 5စင်းကိုဝင်သွားပြီးတော့အဲရလက်ကောင်းနေဆက်ပြီးရလာမယ်လို့တော့မျှော်လင့်မိတယ်အာအခုပြန်ပြီးလက်ရှိဟိုစာ Man U ရဲ့ကစားပုံပြန်ကြည့်ရမယ်ဆိုရင်ကတော့လက်ရှိနောက်ဆုံးနိုင်ထားတဲ့နှစ်ပွဲဆက်လုံးမှာတော့အာနီပြအမော်ရန်ရှင်းရှင်းလေးပဲသူကစားသွားတာအာ တင်းတိုင်းကိုတိုက်စစ်ဖွင့်မစားပါဘူးအဲကောင်တာအတက်လောက်သွားတယ်သူတာတဲ့ခြေဆိုရင်ခြေနေဆိုရင်ကတော့ပိုဆန်ရှယ်ပိုဆန်အဲပိုဆက်ရှင်ယူတယ်ကစားသမားတွေပိုဆက်ရှင်ယူပြီးတော့ဘောလုံးတာစီနဲ့တိုက်စစ်ကိုကစားတယ်ဒါပေမဲ့အများသောအားဖြင့်ကြည့်ရမယ်ဆိုရင်80ရာခိုင်နှုန်းလောက်ကတော့နီပြအမရိနောက်ဆုံးသုံးသွားတယ်နီပြွားရှင်တယ်သူကောင်တာအတက်လောက်သွားတယ်အဲကွင်းလယ်မှာထိုင်ပြီးတော့အဲ့လိုမျိုးလူပေးပြီးတော့မကစားပါဘူးတောင်ပန်နှစ်ဖက်ကိုအာဘောလုံးပေးတယ်ပြီးွားရင်ပြေးမယ်ပြီးွားရင်အာဘောက်စ်ထဲကိုပို့ပြီးတော့ တိုက်စစ်မှုတွေစီရအောင်ပို့မယ်ပြီးွားရင်အဲ့လိုရှင်းရှင်းလေးပဲသူကစားသွားရဲပေါ့နော်အဲ့လိုမျိုးအရန် trade ထူးသူလောက်ပြွားသွားရဲမရှိဘူးနောက်ပိုင်းမှာကတော့အာ Liverpool နဲ့ပွဲလဲအဲ့အတိုင်းမှာပဲသူ trade ထူးတော့တက်ယူပြီးတော့အရန်လောက်ပြွားသွားတော့မရှိဘူးအာဒါပေမဲ့လည်းအနိုင်ရရှိသွားရဲပေါ့နော်နောက်ဆုံးမှာဒါကလည်းတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ Manchester United ကနိုင်လူစိတ်ပြင်းပြနေတဲ့ဥစ္စာလဲပါတယ်ပေါ့နော် Liverpool နဲ့ကလည်းအနိုင်မရခဲ့တာ Anfield မှာတော်တော်လေးကြာနေပြီဆိုတော့လေအဲ့ဒါဆိုတော့ဒီပွဲကတော့သူတို့ နိုင်လူစိတ်ပြင်းပြမှုနဲ့အတူပဲအနိုင်ရရှိသွားတယ်လို့ကျွန်တော်မြင်တယ်။အဲဒီနေ့ခင်းချင်းလာမဲ့ Brighton နဲ့ပွဲကိုအဲပွဲကြို့တုံးတက်ကြည့်လိုက်မယ်ဆိုရင် formation ကတော့အရင်တော့အတိုင်းပဲ center back မှာအဲအခုလက်ရှိ ကစားသမားတယောက်ချင်းစီရဲ့ဘယ်လိုပြောရမလဲအာ potential အရော physical အပိုင်းအရောကြည့်မယ်ဆိုရင်အဲမကွိုင်းရကကောင်းတဲ့အနေထားကိုပြန်လဲရောက်ရှိလာပဲเนาะသူရဲ့ပုံစံအနေထားလက်ရှိအနေထားမှာဆိုရင်အဲဆိုတော့ဒီနေ့မှာတော့ center back ကတော့မကွိုင်းရနဲ့ပဲပွဲထွက်လာမယ်လို့ကျွန်တော်မြင်မိတယ်ပြီးွားရင်နောက်ထပ် ကြည့်စရာကောင်းတဲ့ကစားသမားတယောက်လည်းရှိသေးရဲ့ဗျအဲ့ဒါကတော့ကုညာပဲဖြစ်တယ်ဗောနော်အဲလီဗာပူးနဲ့ပွဲတော့အလိုသူဂျိုကာဆန်ဆန်အဲကစားဝါတယ်ခင်းချင်းပြတ်တာဝါတယ်ကွင်းထဲမှာပြိသက်တွေအဲ့လိုမျိုးသဘောကြားလောက်မဲ့အနေထားတရက်ကိုသူလုတ်ပြသွားတယ်ဗောနော်အဲ့ဒါဆိုတော့ဒီညမှာလည်းကျွန်တော်တို့ကုညာကတော့စောက်ကြည့်ရမယ့်အနေထားဗောနော်ဘရိုက်တန်ကပြောရမယ်ဆိုရင်တိုက်စစ်လဲကောင်းသလိုကွင်းလည်းအဖြတ်တို့ဘာလို့ကလည်းအဲကောင်းတဲ့အသင်းထဲမှာပါတယ်ဗျပြီးရင်ကောင်တာအတက်ဆိုလဲကောင်တာကွစ်အတက်ကတားမြန်တဲ့ထဲပါတယ်အဲ့ဒါဆိုတော့ အဲကုညာကကောင်းကောင်းကြီးဒုက္ခဒီညမှာပေါ့နော်ဘရိုက်တန်ရဲ့နောက်တန်းနေကွင်းလဲတွေကိုကောင်းကောင်းကြီးဒုက္ခပေးသွားနိုင်မလားဆိုတာလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်အာဆက်ပြီးဘရိုက်တန်အသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းဘရိုက်တန်ကအာကစားသမားအပြောင်းရွှေ့တွေတအားများခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုကိုက်စီဒိုတို့လိုကူကူရယ်လာတို့လိုနီးပြရီချယ်ပေါ်တာတို့တောင်မှလက်လွတ်ခဲ့ရတယ်ဆိုပေမဲ့သူကဘရိုက်တန်ကခြေစွမ်းက အာအရင်ကြောက်ရတယ်မပါဘူးအဲအားလုံးကအကုန်လုံးပုံမှန်အနေထားနဲ့လည်းပတ်နေတဲ့အသင်းသင်းဖြစ်တယ်အဲခြေစွမ်းပိုင်းကတော့ဒါပြောစရာမလိုတဲ့အထက်မှာပါတယ် Brighton ကတော့အခုလက်ရှိလိရှစ်ပွဲကစားပြီးတဲ့အချိန်မှာအာပွဲစဉ်ဇေယျကိုရည်တည်မှုကိုကြည့်ရမယ်ဆိုရင်လည်း Manchester United နဲ့ Brighton တွေကအာရှေ့စဉ်နောက်စဉ်ဖြစ်နေတယ်ရမှတ်တမှတ်ပဲကွာသေးရပါတော့เนาะအဲဆိုတော့ဒီပွဲကပြန်ကြည့်ရမယ်ဆိုရင် Brighton ကလည်းမခေတဲ့နေရာမှာပါတယ်အဲ Brighton မှာဆိုရင်ကျွန်တော်တို့ Manchester United နဲ့အဲ Arsenal ရဲ့အလို တိုက်စင်မှုဖြစ်ခဲ့တဲ့ဒန်နီဝက်ဘတ်ကလည်းအခုနောက်ပိုင်းမှာဂိုးတွေသွင်းလာတာကိုကျွန်တော်တို့မြင်ရတယ်ပြီးွားရင်ဘရိုက်တန်ရဲ့တောင်ပံတွေကလည်းဟိုအလုတ်လုတ်သေးသေးပါတယ်လို့ကျွန်တော်ပြောရမှာဗျာသူတို့ကစားသမားတွေကြီးလိုက်မှဆိုရင်အတင်းကြီးအောင်ရင်လိုမျိုးခိုးကတ်တာတခုမှမရှိဘူးအာသူတို့ပေးဆက်ပြီးကစားတယ်အတက်နိုင်ဆုံးအဲတက်တယ်ဆင်းတယ်အဲ့လိုအတက်ဆင်းအောင်တောက်လျှောက်လုပ်တယ်အဲ့လိုမျိုးတိုက်စစ်မှုဆိုပြီးတော့အရှိမအေးပဲနေတဲ့ လူမျိုးလဲကျွန်တော်မတွေ့ရဘူးဗောနော်ဒန်နီဝဲဘတ်ကိုအာနောက်တန်းထိလိုက်စင်းကူတာတွေကွင်းလေထိလိုက်ပြီးတော့ဘောလုံးလိုက်တောင်းတာတွေလိုက်ယူတာတွေတွေ့ရရဲဆိုတော့သူတို့အတင်ကဖွဲ့စည်းပုံကတော့အခုဒီဒီကြစ်လစ်ပြီးတော့ကောင်းနေတော့မယ်ဗောနော်အဲဆိုတော့ဒီပွဲအတွက်ကမန်ယူအတွက်စမ်းသက်တဲ့ပွဲတစ်ပွဲလဲဖြစ်ကောင်းဖြစ်နိုင်လိုက်မယ်လက်ရှိနှစ်ပွဲနိုင်ခဲ့တာကန်တရားပဲလားဒါမှမဟုတ်ရင်ခြေစွမ်းအရာတည်ငြိမ်လာတဲ့အခြေအနေရောက်ရှိလာဆိုတာဒီပွဲမှာကတော့အပြေပေါ်သွားလိုက်မယ်လို့တော့ကျွန်တော်မြင်မိတယ်လက်ရှိကြည့်ရမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်ကဒီနေ့ပွဲကသူ့အတွက် ကန်တရားလားတကယ်ပဲခြေစွမ်းတည်ငြိမ်လားလားဆိုတာကိုအဆုံးဖြတ်ပေးသွားမယ်ပွဲလေးဖြစ်တယ်။ပြီးွားရင်နီပြရူဘင်အမိုရင်အတွက်ကိုအတွက်ဒီပွဲကလည်းအရေးပါတဲ့ပွဲတွေကတပွဲလိုပဲဆိုရမယ်။ဘာလို့လဲဆိုရင်နီပြကလက်ရှိပရီးမီးယားလိဂ်ကင်တွယ်လာခဲ့ပြီးတော့အနိုင်ရရှိထားတဲ့နှစ်ပွဲဆက်ပဲရှိသေးရပါတော့။သုံးပွဲဆက်ကောဆက်လက်ပြီးသူကအနိုင်ပွဲကိုပေါ်ဆောင်ပေးသွားနိုင်အောင်မလားဆိုတာကတော့ပရိသတ်တွေရောအကုန်လုံးကလုံးဝမျှော်လင့်တကြီးနဲ့ဒီညကိုကြည့်ရှုစောင့်စားနေကြလိုက်မယ်လို့ကျွန်တော်မြင်မိတယ်။အဲ Brighton ကလည်းခေတဲ့အသင်းထဲမှာမပါဘူးဆိုတဲ့အတွက် ဒီညပွဲကတော့နှစ်ဖက်လုံးအနိုင်ရလောက်ဥတီပြီးကစားလာမှာဖြစ်တယ်အဲဒီအတွက်ကြောင့်မို့နှစ်ဖက်လုံးအပြိုင်ဆိုင်သွင်းကိုတွေနဲ့ပြိတက်ကြည့်ကောင်းမဲ့ပွဲတပွဲဖြစ်တယ်လို့ကျွန်တော်မြင်မိတယ်ကျွန်တော်ရဲ့သုံးသက်ချက်ကိုပြောရမယ်ဆိုရင်ဒီပွဲက Manchester United ကတော့အိမ်ကွင်းလေးဖြစ်တဲ့အတွက်မို့ပြိတက်အားရောအိမ်ကွင်းအားရောနီးပြရူဘင်အာမိုရင်ရဲ့အဲဘယ်လိုပြောရမလဲသုံးပွဲဆက်အနိုင်ရရှိအောင်ပေါ်ဆောင်ပေးရမဲ့ပွဲလေးဖြစ်တဲ့အတွက် ချင်းမြောင်းနဲ့ရလတ်အနေနဲ့2-1ဆိုတဲ့ရလတ်နဲ့ပဲ Manchester United ကတော့ Brighton ကိုဒီညမှာအိမ်ကွင်းမှာအခန့်ကစားပြီးအတိုင်းရရှိသွားလိုက်မယ်လို့ကျွန်တော်ခန့်မှန်းသုံးသပ်ချင်ပါတယ်။လက်ရှိကြံရှိတဲ့ Premier League ပွဲစဉ်တွေဖြစ်တဲ့နှစ်ပွဲဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ Chelsea, Sunderland, Newcastle, Fulham တို့ပွဲစဉ်ကိုပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်ခန့်မှန်းပေးချင်တာကတော့ Sunderland ကတန်တက်လာတဲ့အသင်းဆိုပေမဲ့တော့ Sunderland ကမထင်မှတ်တာတွေကိုအများအားဖြင့်လုပ်ပြတဲ့အသင်းသူ့ကွင်းလေရလဲကောင်းတယ်။ ပြင်အခုမှတန်းတက်လာတဲ့အသင်းဆိုတော့စိတ်ဓာတ်ပိုင်းဆိုင်ရာခွန်အားရောဖူးအန်နာဂျီလို့ပြောရမှာဗျာလုံးဝတို့နေအကုန်လုံးကဘာလာလာချမယ်ဘယ်အသင်းမဖြစ်တို့ဂိမ်းမဆိုင်ဘူးဆိုတော့လက်ရှိနေသားမှာရှိရဲအသင်းကြီးလာလဲကျုံးမယ်အဲ့လိုအထာမထားတဲ့အသင်းပေါ့အဲ့ဒီဆိုတော့ Chelsea ကလည်းလက်ရှိ Premier League မှာသိရတိုင်းပဲတို့က club ကဘာဖလာရထားတယ်လို့သာပြောတာအနီကပ်တွေနဲ့ပွဲပယ်ပြစ်ဒဏ်တွေ ခံထားရတဲ့လူတွေရှိမယ်ပြီးွားရင်နာနေတဲ့လူတွေရှိမယ်ပြီးွားရင်တို့ကလက်ရှိကြားပွဲချန်ပီယံလိမာသွားကန်ထားဆိုတော့ကစားသမားတွေကပွဲပန်းနေတဲ့အနေထားမှာတော့မြင်တယ်အဲဒါပေမဲ့ဆန်နာလန်ကျတော့အဲ့လိုမဟုတ်ဘူးတန်တက်လာတဲ့အသင်းအဲ့လိုမျိုးခွန်အားအသစ်တွေနဲ့အနာဂျီအပြည့်နဲ့လုံးဝတိုက်မယ်ဆိုတဲ့အသင်းမျိုးဖြစ်တဲ့အတွက်ကိုဒီပွဲကတော့ကျွန်တော်ခန့်မှန်းပေးရမယ်ဆိုရင်ဆန်နာလန်ကချယ်ဆီကို2-1မဟုတ်ရင်2-0ဆိုတဲ့ရလက်နဲ့နိုင်ရရှိသွားလိုက်မယ်လို့ကျွန်တော်ခန့်မှန်းပေးချင်ပါတယ်နောက်တစ်ထပ်တပွဲအနေနဲ့အာနျူကာဆန်နဲ့ဖူအန်တို့ပွဲကိုပြန်ကြည့်ရမယ်ဆိုရင် နှစ်သိန်းစလုံးကတော့ကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင်နှစ်သိန်းစလုံးကတော့ level တန်းလောက်မှာရှိရလို့ကျွန်တော်မြင်တယ် level တန်းလောက်မှာရှိတဲ့ကျွန်တော်မြင်တဲ့အတွက်မို့လို့ Newcastle ရော Fulham ရောဒီညအပွဲအတွက်ကိုနှစ်သိန်းစလုံးကတိုက်စစ်လဲကစားလိုက်မယ်လို့ကျွန်တော်မမြင်ဘူးသူ့ဘာသူဒီတိုင်းကောင်တာ attack လုပ်ပြီးတော့ possession တည်လိုက်ကောင်တာ attack ဖြစ်လိုက်အဲ့လိုလေးနဲ့ပဲကစားသွားပြီးတော့နောက်ဆုံးမှာတော့ Newcastle ရော Fulham ရောအသေးရလက်ပဲထွက်ပေါ်လိုက်မယ်လို့တော့ကျွန်တော်ခန့်မှန်းပါတယ်ခင်ဗျာ ယနေ့စနေနေ့ညရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲအနေနဲ့ကြန့်ရှိနေတာကတော့ Liverpool နဲ့ Brentford တို့အထင်ပဲဖြစ်ပါတယ်။အဲ Liverpool ကလက်ရှိမှာကြည့်မယ်ဆိုရင်ပြိုင်ပွဲစုံ၄ပွဲလုံးရှုံးထားတယ်။ပြီးွားရင်အဓိကတစ်ချက်ပြောရမှာ Liverpool မှာအနောက်တန်းမှာ Van Dijk ကတော်တော်လေးခြေစွမ်းကျလာတော့ကျွန်တော်တို့ပွဲတိုင်းလိုလို Liverpool ပြိုင်သက်တွေရောကျန်တဲ့ဘောလုံးပြိုင်သက်တွေပါမြင်ချလိုက်မယ်လို့ကျွန်တော်ထင်တယ်။အာသူ့အတွက်ကလည်းတအားကိုဘယ်လိုပြောရမလဲ။အဖိအားများနေတဲ့အနေထားကိုရောက်နေတယ်။ အဲ့ဆိုတော့ဒီညမှာ Brandfo ဆိုတဲ့အသင်းကလည်းကောင်းတဲ့အသင်းထဲတော့ပါတယ်ပေါ့နော်အလေလက်အသင်းထဲမှာပါတော့ကျွန်တော်မြင်ရတယ်ဒီညမှာ Liverpool ကလည်းအမှတ်ပေး League မှာသူကမနစ်ကလည်း Champion ဖြစ်ခဲ့တဲ့အတွက်ဒီနှစ်သူ့ရဲ့ Champion ဂုံဘုတ်ကိုကာကွယ်ဖို့အတွက်ဒီညမှာတော့မဖြစ်မနေနိုင်ပွဲပေါ်ဆောင်ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့လက်ရှိအာလက်ကျန်စောင်းရသည်အဲခရစ်စမတ်ကာလပြီးွားရင်ကြတော့ကျွန်တော်တို့ယာတီတိုးကပြီးွားရင်က နောက်ဒုတိယရာသီဘဝမှာအသင်းတွေကပို့ပြီးတော့အကျိန်းတွေဖြစ်လာမယ်အာသူတို့ကံအမဲ့ပွဲတွေကလည်းပွဲတွေများလာမယ်ပွဲချက်တွေများလာမယ်ဆိုတဲ့အတွက်အခုလက်ရှိကာလမှာလီဗာပူးကတော့ဘရန်ဖို့ကိုအနိုင်ကံကိုကံရမယ်ဆိုတဲ့အနေအထားကိုရောက်ရှိနေပြီပေါ့နော်တသင်းလုံးရောနီးပြအတွက်ကရောဖိအားတွေတအားများနေတယ်ဒါပေမဲ့လည်းလီဗာပူးကနောက်ပွဲတွေကြည့်မယ် ကစားခဲ့တဲ့ပွဲတွေကြည့်မယ်ဆိုရင်ခန်းစစ်ပိုင်းကတော့ပြဿနာအနည်းငယ်ရှိနေတယ်ကွင်းလဲပိုင်းကအဲ့ဒါဆိုတော့ကျွန်တော်ဒီညခတ်မှန်းပေးချင်တာကတော့လီဗာပူးနဲ့ဘရန်ဖို့ကတော့လီဗာပူးအနိုင်နဲ့ပဲ3-1ဆိုတဲ့ရလဒ်နဲ့ပဲအနိုင်ရရှိသွားလိုက်မယ်လို့ကျွန်တော်ခတ်မှန်းပေးချင်ပါတယ်အဲတကိုးပေါ့ YouTube Channel ကတင်ဆက်ပေးနေတဲ့ပွဲကျုပ်သုံးသပ်ချက်အစီအစဉ်ကိုဒီမှာပဲရနာပေးချင်ပါတယ်အဲကြည့်ရှုပေးနေကြတဲ့ border ပေါင်းတို့လည်းဒီညအတွက်ရွေးချယ်မှုမှန်ငယ်ကြပါစေခင်ဗျာလာမယ့်အပတ်တိုင်းမှာလည်းကျွန်တော်တို့တကိုးပေါ့ YouTube Channel ကနေပြီးတော့ ယခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးပွဲကြီးကိုသုံးသက်ချက်လေးတွေကိုလည်းစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်တကူပေါ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ဗျာ